ကာယ ानु ပဒနာသတိပဋ္ဌာန်ပေါ့ကာယကံနဲ့ပတ်သက်တဲ့ပြုလုပ်မှုတွေကိုသတိထားတာလဲအကျဉ်းချင်းဖန်ဖန်ပေါ့သတိထားတာလဲဒါတရားပဲပေါ့ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ဒုက္ခဒုက္ခဥပ္ပခါဆိုတဲ့ဝေဒနာကိုယ်မှာဖြစ်တာရှိတယ်စိတ်မှာဖြစ်တာရှိတယ်ပေါ့လေဝိရဏ ानु ပဒနာတတိပဋ္ဌာန် ဝေဒနာတွေကျမ်းနာနှုတာပေါ့အမြဲတမ်းတိမ်မွေးတာပေါ့ဒါတွေကိုအချိန်ချင်းဖန်ဖန်တတိထားပြီးတော့ရှုမှတ်တာလည်းရှိတာပဲပေါ့စိတ်ဓာနိဗ္ဗာန်တတိပဋ္ဌာန်အမျိုးမျိုးဖြစ်နေတဲ့စိတ်တွေကိုစိတ်တွေမျိုးမျိုးဖြစ်နေတာကိုသိအောင်ပေါ့လေဒီကတော့ကို့မှာဖြစ်တာပေါ့ ကိုယ်စိတ်ကိုအကဲခံသူများစိတ်ကိုလည်းအကဲခတ်တတ်သွားတာပဲဗောနိကို့မှာဖြစ်နေတဲ့အတိုင်းပဲသူများမှာလည်းဖြစ်နေတာပဲဗောသူများမှာဖြစ်တဲ့စိတ်ကလည်းကို့ကိုကူးဆက်တာပဲဗောယောဂာတောင်မှကူးရတာပဲစိတ်တွေကလည်းကူးဆက်တာဗောအဲစိတ်တွေကိုအမျိုးမျိုးဖြစ်နေတာတွေကိုငါစိတ်တူးစိတ်ဆိုပြီးတော့အတိမယူပဲဗောလေ ဆုတ်ကင်မင်းနဲ့ပေါ့တခုခုဆိုတဲ့စိတ်ကိုတခုခုဆိုတဲ့အယူကိုလည်းမယူဘဲနဲ့အချိန်ချင်းဖန်ဖန်တတိထားတဲ့အလုပ်ပေါ့ဒီစိတ်ရဲ့အနိစ္စဒုက္ခအနတ္တကိုသိအောင်ပေါ့ဝိညာဉ်ရှုလဲဝိညာဉ်ရဲ့အနိစ္စဒုက္ခအနတ္တကိုသိအောင်ပေါ့ကာယကိုယ်နဲ့ပတ်သက်တဲ့ပြည်လုံးမှုတွေရဲ့အနိစ္စဒုက္ခအနတ္တပေါ့လေ ကာယမှာဖြစ်နေတာတွေကိုရှုမှတ်တာပေါ့ယုံကိုခန္ဓာကြီးမှာဖြစ်အတွင်းမှာဖြစ်တာတွေရှိတယ်ကာယကံနဲ့ထိုင်နေတာရှိတယ်ထနေတာရှိတယ်လှမ်းနေတာရှိမယ်လဲလျောင်းနေတာရှိမယ်ဟုတ်အိပ်ပျော်နေတာရှိမယ်ဒီလိုကာယနဲ့ပတ်သက်တဲ့ အပြင်ပိုင်းဆိုင်ရာပြည်လုံးမှုရောအတွင်းပိုင်းဆိုင်ရာပြည်လုံးမှုတွေမမြဲတာပေါ့လေတရားထိုင်နေရဆိုလဲဒါချိန်တိုင်းပြီးသွားတာပဲပေါ့ချိန်တိုင်းချိန်တိုင်းမှာတရားထိုင်နေအချိန်ပြောင်းတယ်လို့ပေါ့နော်တရားထိုင်နေကိုယ်ခန္ဓာကြီးကလည်းပြောင်းလဲနေတာထိုင်နေတဲ့ကိုယ်ခန္ဓာအတွင်းမှာဖြစ်နေတဲ့ ယုတ်တရားနံတရားသင်္ခါရတရားတွေကလည်းအတိတ်အတည်းဖြစ်နေတာပဲဒီရောတရားကိုသိအောင်ရှုမှတ်တာမျိုးပေါ့ဝိရဏ ानु ပတ္တနာသတိပဋ္ဌာန်ဆိုလဲဒုက္ခဒုက္ခဆိုတဲ့ဝိရဏ၄ပေါ့ဒါကတော့ရုပ်ပိုင်းကိုအဓိက ရုပ်မှဖြစ်တဲ့ဝေဒနာမျိုးတော့အတိကထားပြီးရှုမှတ်တာမျိုးပေါ့စိတ်ဓာတ်ဥပဒနာကြတော့စိတ်မှဖြစ်တဲ့စိတ်ရဲ့ပြုလုပ်မှုတွေရောစိတ်မှဖြစ်တဲ့ဒုက္ခဒုက္ခဥပက္ခဝေဒနာတွေပေါ့ဒါတွေကိုကျင့်ပန်းများစွာသတိထားပြီးတော့အနိစ္စဒုက္ခအနတ္တကိုသိအောင်ရှုမှတ်တာမျိုးပေါ့ဓမ္မနိဗ္ဗာန်တရားသတိပဋ္ဌာန် အကြောင်းကျိုးတွေပေါ့လေသင်္ခါရတရားတွေပေါ့သစ္စာလေးပါအမှန်တရားတွေပေါ့ဒါတွေကိုချိန်ပန်များစွာတတိထားပြီးတော့ဒီဓမ္မတွေရဲ့တစ်ခုတရားမဟုတ်တာအတ္တမဟုတ်တာပေါ့အစိုးမရတဲ့တရားတွေကိုတိအောင်ရှုမှတ်တာမျိုးပေါ့ ဒါဘယ်ဟာပဲရှုရှုလေဒီကတော့ရှုမှတ်ဖို့အဓိကပဲပေါ့အများပြတော့ကိုရှုတတ်တာပဲရှုနေကြတာပေါ့လေကိုနားလေတာပဲတရားလုံနေကြတာပေါ့ငါတိရမှန်တယ်ငါလုတာကောင်းတယ်ပဲထင်ကြတာပေါ့လေဒါယောဂီချင်းချင်းတော့မှလက်ခံနိုင်မို့ နီးတူဆရာတူတပည့်ချင်းချင်းတော်မှလက်ခံခြင်းမှလက်ခံနိုင်ကြတာပေါ့ကိုတိရာမှန်တယ်လို့ပဲထင်ကြတာပေါ့ဆရာမားချင်းချင်းလဲဒီလိုပေါ့ဒီဆရာတော်တရားကိုနားလဲတယ်လို့ပြောတဲ့လူတွေကိုလည်းမေးကြည့်လိုက်ရင်ဒါတိတဲ့အတိအတူနဲ့တူကကွာချနိုင်တာ ဒါပေမဲ့ကိုသိတာပဲမှန်တယ်လို့ထင်နေကြတာချင်းလဲတူတာပဲဘုရားဟောတဲ့တရားကိုလည်းဒီတိုင်းပဲပေါ့ဘုကုဆရာဘုရားရဲ့ဖြစ်ပြတဲ့ပတ်သက်ရင်လည်းအဲ့ဒီလိုပဲအမျိုးမျိုးယူကြတာပဲပေါ့လေဒါမဟုတ်ယောဂီတွေရောမဟုတ်ဆရာသမားတွေရောဒါအရင်တော့တွေ့ကြုံခဲ့ရတာပြောတာပါ ဲ့ဒီလိုကိုတိတာအောင်မှန်တယ်ဗောလေကိုလောက်တာမှကောင်းတယ်ဗောလေငါမမြတ်တယ်ဗောဒီလိုမျိုးငါတိငါတန်ငါရာမြတ်ဆိုတဲ့သဘောတရားတွေထားနေကြတာချင်းတော့အတူတူပဲဗောအဲ့ဒါဓမ္မပဲဗောအတ္တအယူဗောလေငါဆိုတဲ့ငါရဲ့အတိဗောငါရဲ့လုံရက်ဗောသူများလောက်တာမဟုတ်သူများတိတာမဟုတ်ဗော ငါပေါ့သူတပားမြက်တာမဟုတ်ငါပဲမြက်တယ်ပေါ့တခြားလူတွေကယုံညံ့တယ်ပေါ့လေငါဆရာမမြက်တယ်ပေါ့တခြားဆရာမတွေကမမြက်ဘူးပေါ့ဒီလိုသဘောထားတွေကိုထားနေကြတာပေါ့နော်ဒါကိုစီကိုငါအတူတူပဲပေါ့အဲဓမ္မဆိုတာအဲ့သဘောတွေပဲတူညီတာကိုတူညီတဲ့သဘောထားတွေပေါ့ပုံစံချင်းတော့မတူဘူး အသက်ချင်းတော့မတူနိုင်ဘူးလူမျိုးပါတာချင်းတော့တူချင်းမှတူမယ်ကြားမှကွဲချင်းကွဲမယ်ငါတိငါတက်ငါရမျက်ဆိုတဲ့သဘောထားကိုထားနေကြတာကတော့တူတူပဲပေါ့အတ္တမပဲတူညီတာကိုရှာလိုက်ရင်အဲ့တော့ကိုယ့်အတွက်လောက်ကင်နေကြတာချင်းလဲတူတူပဲပေါ့ကိုကျိုးရှာနေကြတာချင်းလဲတူတူပဲပေါ့ဘယ်လိုပဲ ပါဇက်ကပြောပြောပေါ့နော်တကယ်လို့ရကတော့အမှန်တရားတော့ကိုမသိတဲ့အမှန်တရားပေါ့လေတရားအာမထုတ်ခင်တော့ဆရာတော်လည်းအဲ့လိုမသိပါဘူးတရားထုတ်တော့မှကိုအမှားကိုကိုသိတာကိုအပြစ်ကိုကိုရှုတတ်လာတာပေါ့သူများကိုအပြစ်မတင်ပြတော့သူများမားတယ်သူများမားမရှာတော့ဘူးပေါ့လေ ကိုလည်းမာတယ်သူလည်းမာတယ်ကိုလည်းအပြစ်ရှိတယ်သူလည်းအပြစ်ရှိတယ်ကိုလည်းထင်မှားနေတယ်သူလည်းထင်မှားနေတယ်ဗောနိကိုယ်ကကိုကိုကိုငါထင်တယ်လို့သူလည်းကိုကိုကိုငါထင်နေတာပဲဆိုတော့တူညီတဲ့အထင်မှားကိုတွေ့တာဗောလေကိုလည်းကိုမန်နာမအမှန်တရားလို့ထင်တယ်လို့သူကလည်းသူမန်နာမအမှန်တရားထင်နေတာပဲဆိုပြီးတော့ဒီလိုသွားပြီးတော့နားလေတာဘာသာကြားတွေလည်းဒီလိုပဲဆိုတော့ သူတို့လည်းသူတို့ဘာသာသူတို့အတွက်ကတော့သူတို့အသိဉာဏ်နဲ့ကတော့အမှန်တရားပဲပေါ့ဘုရားဘာသာတွေကလည်းကိုယ်အသိဉာဏ်နဲ့တော့ဒါမှမဟုတ်ကိုကဒါပဲသိတော့ဒါလည်းဒါပဲမှန်တယ်လို့ထင်တာလည်းရှိမှာပါလေအဲ့လိုသူညီတာကိုနားလေတာပေါ့အဲ့ဓမ္မပဲပေါ့